နနင်းရင်တခြားအလုပ်ရှာမှပဲဖြစ်တော့မယ်ဒီခေါက်ဆွဲဆိုင်က အလုပ်ကိုမဖြစ်ဘူးကြည့်ရတာငါလက်ရက မကောင်းတော့ဦးနဲ့တူတယ်ရှင်ကလည်းအဲ့လိုမပြောပါနဲ့အဲ့လိုမဟုတ်ပါဘူးရှင်လက်ရကတော်တော်ကောင်းတယ်ရှင်လို့ကောင်းတဲ့လက်ရဘယ်မှမရှိဘူးတကယ်တမ်းပြဿနာကဘာလဲသိလားရှင်ရဲ့ဆိုင်အရှိမဖွင့်ထားတဲ့ဆိုင်အကြီးကြီးတွေပေါ့သူတို့တွေက ရှင်ဆိုင်ကဈေးဝယ်တွေကိုလှူလိုက်တာလေဟုတ်တယ်မိမကြီးနေပြောတာမှန်တယ် ကြည့်ရင်ကြည့်ရင်နဲ့စားတောင်းဆိုင်တွေဟိုတယ်တွေအများကြီးပဲဖြစ်သွားပြီငါကတော့အတူတက်နိုင်ခဲ့ဦးဒါကဒါပဲဖြစ်နေတယ်အကယ်လို့သာဒီခောက်ဆွဲဈေးကိုတက်လိုက်မယ်ဆိုရင်ဈေးဝယ်ရီပြုတ်သွားမှာပဲဆိုပြီးကြောက်ပြီးတော့မှငါကဈေးမတက်တာဟုတ်တယ်ကြည့်ပါအောင်သူတို့ဆိုလို့ရှိရင်လာကလေးကဈေးရီအဆမတန်တင်ပြီးတော့မှရောင်းတာဒါတော့မှအားလုံးကသူ့ရှိမှာပဲသွားဝယ်ကြတာနော်အဲ့ဒီမှာစားဖို့တောက်ဖို့အတွက်တခြားအစားအစာတွေလည်းရှိတယ်။ဒါကြောင့်မလို့ဈေးဝယ်တွေကအဲ့ဒီကိုပဲသွားစားကြတာနေမှာပေါ့ အဲ့လိုမဟုတ်ပါဘူးအဲ့ဒီမှာဇိမ်ထဲထိုင်ပြီးတော့မှ ဖုံးလေးအေးစေးကြည့်လို့ရတယ်လေအဲ့မှာသွားရင်တက်တောင်းတက်တာရှိတာပေါ့အဲ့ဒီအတွက်တော့ကိုရှိမှာအဲ့ဒါလောက်ဖို့ပတ်စံလည်းမရှိဘူးသူတို့နဲ့ရှင်ပြိုင်လို့မရပါဘူးတယောက်ကပြောထားတယ်လေရန်သူနဲ့ပြန်နိုင်မှုဆိုရင်တော့မှသူတို့နဲ့မိတ်ဆွေဖွဲလာရစ်တဲ့ဟမ်ဘာသဘောလဲမဟုတ်ရဲ့အဲ့စားတော့ဆိုင်ဒီမှာတယောက်မဟုတ်တယောက်ကခေါက်ဆွဲရောင်းပြီးမှပဲခေါက်ဆွဲလုတ်ပြီးမှပဲအဲ့လုတ်ပြီးတဲ့လူကရှင်လဲဖြစ်နိုင်တယ်လေ ဒါဆိုရင်နေ့တိုင်းဆိုင်ဖွင့်စီကြလည်းမလူတော့ဘူး။အမလည်းရင်းစရာမလူတော့ဘူး။နေ့တိုင်းသွားပြီးတော့မှခောက်ဆွဲလေးကြော်ပေးလိုက်ပြီးတော့လဆာရမှာပဲလေ။ကြိုးစားကြည့်ရင်တော့တေချာပေါက်ဖြစ်မှာပါ။မိမရဲ့စကားကိုနားထောင်ပြီးတော့မှစားဖြစ်သူကတစ်ခါလောက်တော့ကြိုးစားကြည့်ခဲ့ပါတယ်။နေရာတော်တော်များသွားပြီးတော့အလယ်တောင်ခဲ့တယ်ဒါပေမဲ့လည်းဘယ်မှမမရရှိခဲ့ပါဘူး။ဒါကြောင့်အရင်စိတ်ညစ်ပြီးတော့မှအိမ်ကိုပြန်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကိုရဲ့ယင်းနည်းတဲ့သူတယောက်က အခေါ်လိုပဲအတန်တခုကြားလိုက်ရတယ်။တငယ်ချင်းရင်မြင်မဲမလား။ငါ့မသိဘူးလား။ငါဒီဘက်ကလေး။မင်းကငါ့ကိုမမြင်မဲမေ့သွားတာပေါ့။ဟာမင်းလား။မင်းဒီကိုဘယ်လိုရောက်နေရတော့။ငါမင်းကိုဘယ်လိုလုပ်မေ့နိုင်မှာတော့။မမိဖို့အတွက်အချိန်နဲ့ကြာသွားတာ။အေးလေဘယ်လိုမမိနိုင်မှာတော့။မင်းကလုံးဝပြောင်းလဲသွားတာကို။ဒါပေမဲ့မင်းကတော့လုံးဝမပြောင်းလဲဘူးနော်။မင်းနဲ့ငါနဲ့အတူတူရွာကနေထွက်လာကြတာနော်။ဒါပေမဲ့မင်းကဘယ်နေရာမှာရှိလဲ။ငါဘယ်နေရာရောက်သွားပြီလဲဆိုတာ။ တော်တော်ကွာချားသွားပြီပဲတကယ်တော့မာယုစ်နှစ်ဒီဘက်ကတော့ရွာတရွာတွေကတငယ်ချင်းတွေဖြစ်ကြတယ်သူတို့နှစ်ယောက်ကအလုရှာဖို့ဆိုပြီးတော့မှအတူတူပဲမျိုးပေါ်ကိုတက်ခဲ့ကြတယ်ဒါပေမဲ့အချိန်လေးကြာလာတဲ့အမျှတငယ်ချင်းနှစ်ယောက်ကမှကွာဟတ်ချက်တွေအများကြီးရှိသွားခဲ့ပါတယ်ဒီဘက်ကိုကြည့်လိုက်တာနဲ့သူကဘလောက်ထိအစင်တန်မြင့်နေပြီလဲဆိုတာကိုသိနိုင်ပါတယ်။မာယူရှင်မျက်နှာကိုကြည့်လိုက်တာနဲ့ပဲသူ့ရဲ့စင်းရဲသားကပေါ်လွင်နေခဲ့ပါတယ်။ အငယ်ချင်းတယောက်ကနှစ်ပေါင်းများများစွာကြာမှတွေ့တဲ့အတွက်ကြောင့်မလို့စကားရိအများကြီးပြောနေခဲ့ကြတယ်။တိလာတငယ်ချင်းရေမကြီးအကြံပေးတာကတော်တော်ကောင်းတယ်။မင်းကိုအခွင့်အရေးရပြီဆိုရင်မင်းလုံရောလုံနိုင်ပါမလား။လုံနိုင်တာပေါ့။တေချာပေါက်လုပ်ပြီးမှမင်းငါလက်ရခောက်ဆွဲကြစားဘူးတာပဲ။ဒီပါဟုတ်ပြီ။ငါမင်းကိုအခွင့်အရေးပေးမယ်။ကိုရှိမှတွေ့လား။ကိုတောက်တောက်ဆိုင်လေ။ဒါငါဆိုင်ပဲ။ဒီမှာမင်းအလုံးလုံးလုပ်ရတယ်။ဘာ?မင်းကအဲ့ဆိုင်ပိုင်ရှင်ပေါ့။ဟာမိုက်လိုက်လား။ဘယ်လိုများဖြစ်သွားတာရော။ ဩဒီဆိုင်ပိုင်ရှင်ရဲ့သမီးကိုငါကယူလိုက်တာလေအဲ့တော့မင်းနားလေမှာပါဩအဲ့လိုလားငါအလှတော်ဖြစ်တော့မှာမလားမင်းကလေဗမာစိတ်ရုပ်ဘွားနဲ့ငါတယောက်လုံးရှိနေတာပဲတလောက်သုံးသိန်းပေးမယ်ဘယ်လိုလဲမင်းအလှဖြစ်သွားမယ်မလားအမလီသုံးသိန်းတော့ရမှာဟာလားဟာမိုင်းလာကြီးလားပြည်စုအများကြီးတင်ပါတယ်တင်ငယ်ချင်းရဲ့ဒီလိုနဲ့မိုင်းကတော့အလှလုပ်ခဲ့ပါတယ်သူ့ရဲ့ဘဝကလည်းပြောင်းလဲသွားခဲ့တာပေါ့ မာရွေးဖြပြုတ်တဲ့ခေါက်ဆွဲကြော်တွေကိုလူရီကြိုက်ညားလာခဲ့တယ်။ဘာ?အားလုံးကခေါက်ဆွဲကြော်ပဲမာနေကြတာပေါ့။လူတော့ဘယ်လိုလုပ်ဖြစ်နိုင်မှာတော့။ဒီလောက်ထိချက်သောက်ဆိုင်အကြီးကြီးမှာငါတို့ကခေါက်ဆွဲကြော်ပဲရောင်းဖို့ထိုင်နေကြတာမဟုတ်ဘူး။သွားဈေးဝယ်တွေကိုသွားပြောလိုက်။ခေါက်ဆွဲကြော်ကပုံပြီးဆိုပြီးတော့ကြော်ဝင်မဲ့လဲဆရာ။အပြောတဲ့အတိုင်းလုပ်။ဟုတ်ပြီလား။ဟုတ်ဟုတ်ခဲ့ပါ။တကယ်တမ်းတော့မာယူရှ်ကိုအလုပ်ပေးတာကသူတင်ရဲ့ချင်းဖြစ်တဲ့ဒီဘက်ပါပဲ။ ဒါပေမဲ့လည်းမာယူရှိရဲ့အောင်မြင်မှုတွေကိုကြားပြီးတော့မှဒီဘက်ကမခံနိုင်ခဲ့ပါဘူး။ဘာဖြစ်တာတော့ဒီဘက်ကြီးငါ့ကိုစိတ်ဆိုးနေတာလား။ငါကခောက်ဆွဲကြော်တာအရန်ကောင်းနေဆိုတာနင်းလဲသိတာပဲ။အဲ့ဒါကိုငါ့အလုပ်ကိုတခြားတွေကလည်းလှောက်ခိုင်းနေတယ်။အေးအဲ့တော့ဘာဖြစ်လဲ။ခောက်ဆွဲလေးတစ်ခုလှုပ်ပြီးတော့မှတလောက်ကိုတုံးသိမ့်ယူချင်လို့လား။မင်းနဲ့ငါနဲ့ခင်မင်မှုကအပြင်းပါပဲထား။ဒီဟိုတယ်ဒီဆက်သဆိုင်ကိုဝင်လိုက်တာနဲ့ငါကဒီကလူကြီးဟုတ်တယ်။မင်းကငါရဲ့ assistant ပဲ။ Dear ပြီးတော့ငါနဲ့စကားပြောလို့ရှင်ရယ်လေလေးစားနဲ့ပြောဟုတ်ပြီလားဟုတ်ခဲ့ပါဆရာမာယူရှ်ကနားလည်သွားခဲ့ပါတယ်ဒီဘက်ပြောင်းလဲသွားပြီဆိုတာကိုပေါ့ဒါပေမဲ့လေသူကဒီဘက်နဲ့ဘာအငင်းခုံမှမလုပ်ခဲ့ပါဘူးဒီဘက်ပြောတဲ့အရာကိုမစိုးလက်ခံခဲ့ပါတယ်အဲ့ဒီရဲ့အရာလက်ကတော့ဒီစသားဆိုင်ကိုထိခိုက်ခဲ့တာပေါ့မင်းကဘာတော့ဒီဆိုင်ကနေခောက်ဆွဲချောက်ရောင်းဖို့အတွက်ခွင့်မပြုတော့ဘူးပေါ့ဟုတ်လားမဟုတ်ဘူးတခြားအစားအသောက်တွေလည်းရောင်းရအောင်လို့အဲ့ဒါကိုဖြုတ်လိုက်တာပါ မင်းကတကယ့်ကိုအုံနောက်မရှိတဲ့ကောင်ပဲဘာမှကိုသုံးစားလို့မရဘူးပဲငါသမီးကမင်းနဲ့မင်းကဆောင်ပြီးတော့အမားကြီးတစ်ခုမားခဲ့တာပဲအဲ့ဒီအမားရဲ့အကျိုးရလက်ကိုငါကခံနေရတာခောက်ဆွဲအထူးချေကြော်တဲ့ကောင်လေးကိုခေါ်စမ်းဒီလိုနဲ့မာယုရှ်ကိုခေါ်ပြီးတော့မှသူ့ရဲ့လဆာကိုလည်းတွန်းမြင့်ခဲ့တယ်ပြီးတော့ခောက်ဆဲကြော်နေရမှာပဲအလုလုခိုင်းခဲ့ပါတယ်ဒါကိုကြည့်ပြီးတော့မှဒီဘက်ကမခံနိုင်ခဲ့ပါဘူးဒီကောင်ကအောက်တန်းစားကောင်လမ်းဘေးမှာနေတဲ့ကောင်ပါများ ငါနဲ့အဆင့်တန်းချင်းလာနိုင်ရှင်ချင်းနေသေးတယ်ဟလားဒီလိုတော့လုံးဝအဖြစ်မခံနိုင်ဘူးသူ့ကိုဒီကနေပိတ်ကံပြီးတော့မှထုတ်ပြစ်မယ်တကယ်တော့အားလုံးကမာယူ့ကိုအယံကြိုက်ကြတယ်အားလုံးရဲ့လက်ဆွဲတော်ကမာယူ့ပါပဲဒါကြောင့်သူ့ကိုအလောက်ကနေဒီတိုင်းပဲထုတ်လို့မရခဲ့ပါဘူးဒါကြောင့်သူကအကြံတစ်ခုကြံစီခဲ့တယ်နောက်နေ့မှာတော့ customer ကို discount ချမလို့ပါဘာကိစ္စချမှာတော့ဟမ် အဲ့ဒီကြလို့ရှိရင်လူတွေများလာပြီးတော့မှခေါင်းဆွဲကြော်အများစားလို့ရှိရင်ကျွန်တော်ဆိုင်ကပိုရောင်းကောင်းပါလေအဲဆိုနောက်ကြလို့ရှိရင်ကျွန်တော်ဆိုင်နဲ့တခြားဆိုင်နဲ့ရှင်းပြိုင်စရာမလိုတော့ကျွန်တော်ကအသာဆုံးဖြစ်သွားမှာအေးပါမင်းဒီနေ့ပြောတဲ့အချက်ကကောင်းတယ်မင်းကဟိုကောင်မာယုရှ်နဲ့ပေါင်းပြီးတော့မှအတွေးကောင်းနေရလာတာပေါ့ဟုတ်လားဟုတ်ပြီဒါဆိုလို့ရှိရင်မင်းတင်ငယ်ချင်းကိုပြောလိုက်ခေါင်းဆွဲကြော်မများကြော်ပေးထားလို့ဒီလိုနဲ့သူ့ရဲ့အချက်ကအခုမှစမှာဖြစ်ပါတယ် သူတင်ငယ်စဉ်ကခောက်ဆွဲကြော်ကြော်နေတဲ့အခါမှာအဲ့ဒီခောက်ဆွဲကြော်တဲ့ထဲတဲ့မဆလာကိုအခုပြင်ဆင်နှုံးမှာတော့ဒီဘက်ကဝင်လာပြီးတော့မေးရင်အကုန်ပြင်ဆင်ပြီးသွားပြီလားခင်ဆရာဆော့စ်တွေရောမဆလာတွေရောအကုန်လုံးအဆင်သင့်ပါပဲအဲ့တွေကိုပဲစောင့်နေရပါဟုတ်ပြီဒါဆိုလို့ရှိရင်အပြင်မှာသွားပြီးတော့မှစီစဉ်မှုကောင်းမကောင်းသွားကြည့်လိုက်ပါအောင်မိုင်းကအပြင်ကိုထွက်သွားတာနဲ့ပဲဒါကတော့မင်းရဲ့ဒီဆိုင်မှာနောက်ဆုံးနေပဲဖြစ်လိမ့်မယ် အဲ့ဒီနောက်မှာတော့ဒီဘက်ကသူ့ကြော်ထားတဲ့ခောက်ဆဲကြော်တွေမှာစားရိအများကြီးထည့်လိုက်ပါတယ်။ဧသည်တွေက စားရဲအခါမှာတော့မလီငန့်ကြွိနေတာပဲ။ပြီးရတာစဖုံမှုကမားသွားနေတူတယ်။အဲ့ထဲမှာငရုတ်သီးတွေနဲ့စားရိအများကြီးထည့်မိလိုက်ပြီနဲ့တူတယ်။မာယူဒီကိုလာခဲ့စမ်းခောက်ဆဲကြော်တွေမှာဘာတွေထည့်ထားတာတော့ဟမ်။ငါတို့ဧသည်ကဗစက်တောင်လောင်သွားပြီ။ဒီနေ့လိုရက်မှာနေကဘာလို့ဒီလိုများလောက်ခဲ့တာတော့ဒီထက်အရင်တခြားနေရာမှာစဖုံမှုလောက်ခဲ့သေးရင်တော့မဟုတ်သေးတယ်။နေကလမ်းမီးမှာဈေးရောက်လာဆိုတော့ဘယ်တိမာတော့ ခုတော့မင်းမှန်တရားကပေါ်လာပြီပဲသူ့ကိုဒီကနေမောင်းထုတ်ပြစမ်းနေပါအောင်ဒါဘာတွေပြောနေရတော့ကျမရဲ့စကားကိုစောင်းအောင်နားထောင်ပါအောင်ကျမပြောတာကတက်ကနေမထွက်သွားတာတကယ်တမ်းတော့ခောက်ဆွဲကြော်ကအရန်စားလို့ကောင်းနေစားလဲအတော်ပဲဆက်လေအတော်ပဲတကယ်ဒီလောက်ကောင်းနေခောက်ဆွဲကြော်တခါမှမစားဘူးဘာဖြစ်တာတော့ဒီဘက်မင်းကလန့်သွားပြီလားငါရဲ့သမက်ဖြစ်သွားတာနဲ့ဒီဆိုင်မှာမင်းကြိုက်တာလုံမယ်လို့များထင်နေရလားငါကအစကတည်းကမိဘကြောင့်နေမှာ CCTV ကင်မရာထည့်ထားတယ်တိလား အဲ့တော့ရှေ့ရှာဘလို့ဖြစ်မလဲဆိုတာမင်းသိတာပဲအဖေရေခွင်းလွတ်လိုက်ပါနော်ခွင်းလွတ်လိုက်ပါကျွန်တော်ရှေ့ရှာဒီလိုမလုပ်တော့ပါဘူးလို့လည်းမရဘူးလေဒါရီလှုပ်ဖို့အတွက်မင်းကဒီမှာရှိနေမှာဖြစ်မှာလေမင်းကိုအခုပဲဒီကနေ ထုတ်လိုက်ပြီမာယုရှေမင်းကနေ့ကနေစပြီးဒီကအစည်းဆုံးတစ်ယောက်ဖြစ်သွားပြီမာယုရှကသူ့ရဲ့ကြိုးစားအားထုတ်မှုရဲ့အကျိုးရလဒ်ကိုရသွားခဲ့ပါတယ်အဝေးကလူတွေကလည်းသူ့ဆိုင်မှာခောက်ဆွဲကြော်လာစားခဲ့ကြတယ်ဒီလိုနဲ့ပတ်စံနေအများကြီးရပြီးပျော်ရွှင်မဲနေထိုင်သွားကြပါတော့တယ်